မိတ်ဆွေကဘာပေါ်မှာဖြစ်ပျက်သမျှအရာအလုံးကိုဖရာသခင်ကအတိအကျစီမံထားတယ်ဆိုရင်ရောကျွန်တော်တို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတာရောတကယ်ပဲရှိသေးရဲ့လားဒီမေခွန်းတွေရဲ့အဖြစ်ကိုရောဂျာအီအိုစင်ရဲ့ Against Calvinism စာအုပ်ထဲမှာရှာဖွေတွေ့ရှိနိုင်ပါတယ်ရောဂျာအီအိုစင်ရေးသားတဲ့ Against Calvinism စာအုပ်ထဲမှာ Calvin Ward ရဲ့အဓိကချက်တွေကိုစိန်ခေါ်ထားပါတယ် ကေဗင်ဝါဒရဲ့အခြေခံအကြဆုံးချက်ကတော့ဖျားသခင်ရဲ့အကျွမ်းမဲ့အာဏာနဲ့စိုးစံမှုပါပဲ။ကေဗင်ဝါဒီတွေဟာဖျားသခင်ဟာဖြစ်ပျက်သမျှအရာအလုံးကို ကြိုတင်သိမြင်ပြီးစီမံခန့်ခွဲတယ်လို့ယုံကြည်ကြပါတယ်။ကေဗင်ဝါဒီအများစုအတွက်တော့ဒီယုံကြည်ချက်ဟာတတောင့်တတာရှိစေပြီးစိတ်ချယုံကြည်မှုကိုပေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆင်းရဲဒုက္ခတွေကြားထဲမှာတော့ဘုရားသခင်ကအရာအလုံးကိုသူ့ရဲ့အလိုတော်အတိုင်းဖြစ်စေတယ်လို့ယုံကြည်ကြလို့ပါပဲ ကေဗင်ဝါဒမှာဘာမဆိုဖြစ်လာတာကဖျားသခင်ရဲ့စီမံချက်ထဲမှာပါဝင်တယ်လို့ဆိုပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ refound နဲ့ kevin နဲ့ဆိုတဲ့ဝဟာရနှစ်ခုဟာတူညီတဲ့အရာကိုမဆိုလိုပါဘူး။ refound ဆိုတာဟာဆွစ်ဇာလန်ပြုပြင်ပြောင်းလဲရေးကနေဆင်းသက်လာတဲ့အယူဝါဒတစ်ခုဖြစ်ပြီး kevin နဲ့ဇင်ကတော့ဖျားသခင်ရဲ့စိုးစံမှုနဲ့ကဲတင်ခြင်းဆိုင်ရာတိကျအယူဝါဒတစ်ခုကိုညှိနှိုးပါတယ်။ တူလက်ဆိုတဲ့အတူကောက်ကကေဗင်ဝါဒရဲ့အဓိကချက်၅ချက်ကိုဖော်ပြပါတယ်။ဒါတွေကတော့ total depravity တို့ပဲဖြစ်ပါတယ်။ total depravity ဆိုတာကလူသားတွေရဲ့တဘာဝဟာအပြစ်တွေနဲ့လွှမ်းမိုးထားပြီးဖျားသခင်ကို သူ့ဘာသာသူရှာဖွေဖို့မစွမ်းဆောင်နိုင်ဘူးလို့ဆိုလိုပါတယ်။ unconditional election ဆိုတာကဖျားသခင်ဟာလူတွေကိုသူတို့ရဲ့ကောင်းမှုဒါမှမဟုတ်လှုပ်ဆောင်မှုတွေအပေါ်မူတည်ပြီးမဟုတ်ပဲသူ့ရဲ့အလိုတော်အတိုင်းရွေးချယ်တာဖြစ်ပါတယ် limited အတုံမန်းဆိုတာက ခရစ်တော်ရဲ့အဖြစ်ဖြစ်ခြင်းဟာရွေးချယ်ခံထားရသူတွေအတွက်သာရည်ရွယ်ထားတယ်လို့ဆိုလိုပါတယ်။ irresistible grace ဆိုတာကဖခင်တခင်ရဲ့ကျေးဇူးတော်ကိုရွေးချယ်ခံထားရသူတွေကညှင်းပယ်လို့မရပါဘူး။ perseverance of the saints ဆိုတာကတကယ်ကယ်တင်ကျင်းရထားသူတွေဟာနောက်ဆုံးအထိယုံကြည်ခြင်းမှာတည်ကြည်လိမ့်မယ်လို့ဆိုလိုပါတယ်။ ကေဗင်ဝါဒီတွေဟာဒီအချက်၅ချက်ဟာတဟဇာတာဖြစ်ပြီးကိုဘာသာကိုညီညွတ်တဲ့စနစ်တစ်ခုလို့ယုံကြည်ကြပါတယ်။တချက်ကိုညင်းပယ်ခြင်းဟာကျန်တဲ့အချက်တွေကိုပါညင်းပယ်ရရောက်ပါတယ်။ဖျားသခင်ကစိုးညစ်မှုတွေအပါအဝင်ရာအလုံးကိုကြိုတင်စီမံထားတယ်ဆိုရင်ဖျားသခင်ဟာကောင်းမြတ်ပြီးတရားမျှတတယ်လို့ဘယ်လိုပြောနိုင်မလဲဆိုတဲ့မေခွန်းကအဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ကေဗင်ဝါဒီအချို့ကဖရဲသခင်ကစိုးညစ်မှုတွေကိုခွင့်ပြုရုံတသက်ပဲဖြစ်ပြီးတချို့ကသူ့ရဲ့ရည်ရွယ်ချက်အတွက်တတ်တတ်ကြွကြွစီမံညွှန်ကြားတယ်လို့ပြောကြပါတယ်။ကေဗင်ဝါဒကိုဝေဖန်သူတွေကစိုးညစ်မှုတွေအပါအဝင် အရာအားလုံးကို ဖရဲသခင်ရဲ့အလိုတော်လို့သတ်မှတ်တာဟာဖရဲသခင်ကိုအ ਨੇ ဆုံးတော့ကျင့်ဝတ်ပိုင်းအရာမရေရာစေဘူးလို့ဆိုပါတယ်။ရွေးချယ်ခြင်းနဲ့စွန့်ပယ်ခြင်းဆိုတဲ့အယူအဆဟာဖျားသခင်ကလူအချို့ကိုကယ်တင်ဖို့ရွေးချယ်ပြီးကျန်တဲ့သူတွေကိုစွန့်ပယ်တယ်လို့ဆိုလိုပါတယ် ဒီအယူအဆဟာဖျားသခင်ရဲ့တရားမျှတမှုနဲ့ပတ်သက်ပြီးမေးခွန်းထုတ်เสียရဖြစ်စေပါတယ်။အချို့ကေဗင်ဝါဒီတွေကဖျားသခင်ဟာကဲတင်ခြင်းအတွက်ရွေးချယ်ခြင်းနဲ့အပြစ်ပေးခြင်းအတွက်စုံပယ်ခြင်းကိုတက်ကြွစွာစီရင်တယ်လို့ငြင်းခုန်ကြပါတယ်။ limited အတုံးမန်းဆိုတာကခရစ်တော်ရဲ့အပြစ်ဖြေခြင်းဟာရွေးချယ်ခံထားရသူတွေအတွက်သာရည်ရွယ်တယ်လို့ယုံကြည်ခြင်းဖြစ်ပါတယ်။ irresistible grace ဆိုတာကဖယားသခင်ရဲ့ကယ်တင်ခြင်းကျေးဇူးတော်ကိုရွေးချယ်ခံထားရသူတွေကငင်းပယ်လို့မရဘူးလို့ယုံကြည်ခြင်းဖြစ်ပါတယ်။ဖယားသခင်ဟာကောင်းမြတ်ပြီးအကျွမ်းမဲ့အာနာပိုင်ရှင်ဖြစ်တဲ့ဆိုရင်ဘာကြောင့်စိုးညစ်မှုတွေကိုခွင့်ပြုလာလဲဆိုတဲ့မေးခွန်းကအရေးကြီးပါတယ်။ကေဗင်ဝါဒီအချို့ကဖယားသခင်ဟာသူ့ရဲ့ရည်ရွယ်ချက်တွေအတွက်စိုးညစ်မှုတွေကိုအတုံးပြုတယ်လို့ငင်းခုန်ကြပါတယ်။ ဒါပေမဲ့ဝေဖန်သူတွေကစိုးညစ်မှုတွေကိုဖျားသခင်ရဲ့အစီအစဉ်ကြောင့်လို့ပြောတာဟာဖျားသခင်ကိုတာဝန်ရှိစေတယ်လို့ဆိုပါတယ်။အာမီနီယန်နစ်စင်ကကယ်ဗင်ဝါဒရဲ့အခြားရွေးချယ်စရာတစ်ခုကိုပေးထားပါတယ်။အာမီနီယန်တွေကလူသားတွေမှာကယ်တင်ခြင်းအတွက်လွတ်လပ်စွာရွေးချယ်နိုင်တဲ့အခွင့်အရေးရှိတယ်လို့ယုံကြည်ကြပါတယ်။ဖျားသခင်ရဲ့ကျေးဇူးတော်ဟာလူတိုင်းကိုကမ်းလှမ်းထားပြီးလူတွေကဒီကျေးဇူးတော်ကိုလက်ခံနိုင်တယ်လို့ညင်းပယ်နိုင်ပါတယ်။ prevenient grace ဆိုတာကလူတွေကိုကယ်တင်ခြင်းအတွက်တုံ့ပြန်နိုင်အောင်လှုပ်ဆောင်ပေးတဲ့ဖခင်သခင်ရဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်။မိတ်ဆွေဒီနေ့ Roger E. Olsen ရဲ့ Against Calvinism စာအုပ်ထဲကအဓိကချက်တွေကိုလေ့လာခဲ့ကြတယ်။ကေဗင်ဝါရရဲ့အနှစ်သာရကျူလစ်ပရဲ့အတိတ်ပဲနဲ့ကောင်းမြတ်တဲ့ဖရာသခင်ဟာစိုးသွမ်းမှုတွေကိုဘာကြောင့်ခွင့်ပြုတာလဲဆိုတဲ့မေးခွန်းတွေကိုဆွေးနွေးခဲ့ကြတယ်။ဒီအကြောင်းအရာတွေကိုဆက်လက်လေ့လာဖို့မိတ်ဆွေတို့ကိုတိုက်တွန်းပါရစေ။ နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်